ပတိတပတ်ပဲစိတ်ရမယ်ဒါပေမဲ့ကုသိုလ်တွေကတော့အများကြီးရသွားမယ်ပတိဘယ်လိုစိတ်ကြမလဲဓမ္မမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်တွေကင်းကြပါစေအေးချမ်းကြပါစေသားတွေသမီးတွေညီတွေညီမတွေအတွက်ပတိစိတ်လို့ရှိရင်စိတ်လွင့်ပြန့်နေတဲ့ဓမ္မမိတ်ဆွေတွေအတွက်ပြီးတော့ပတိစိတ်ဖို့အချိန်မပေးနိုင်ဘူးပတိလည်းစိတ်ချင်တယ် အဲ့လိုလူမျိုးတွေအတွက်ပဒီကိုတပတ်ပဲစိတ်မယ်ဒါပေမဲ့ကုသိုလ်တွေအများကြီးဖြစ်အောင်စိတ်မယ်ဘယ်လိုစိတ်ကြမလဲဆိုတော့ပုံစံလေးကိုကျွန်တော်အခုပြောပြမှာဖြစ်ပါတယ်စိတ်ရမယ်ပဒီကခုံတော်ကိုပါဣတိပိတောဘဂဝါအရဟံတမ္မာတမ္ပုတ္တောဝိဇ္ဇာသရဏတမ္မံနော သူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံပုတ္တောဘဂဝါ ဲ့ဒီမှာဂယုဆိုက်ရမယ်အမှတ်တမဲ့ဖြစ်တတ်တဲ့စကလုံးလေးကသူကတော်မဟုတ်သူကတော်ခငယ်ပါနော်ကာကြီးမဟုတ်ဘူးပြီးတော့အနုတ္တရောပုရိတဓမ္မတာရထိထဆင်မူတန်နော်တတ္ထာဒီဝမနုဿာနံထဆင်မူတန်ပဲနော်အဲ့ဒါလေးဂယုဆိုက်ရပါမယ်အဲ့တော့ကျွန်တော်တို့ကပရိစိတ်တဲ့ခါမှာဘလို့အာယုံပြုတ်ပြီးတော့စိတ်ကြမလဲဆိုတော့ကိုကရွတ်ဆိုပူဇော်ပြီးစိတ်နေမှာက ဣတိပိသောဘဂဝါအရဟံတမ္မတမ္ပုတ္တောဒါဝေနောကုနောကိုဝောပဲစိတ်ရွတ်စုပူဇော်ပြီးစိတ်နေမှာအဲ့မှာပထမအုံဆုံးတစ်လုံးစစိတ်လိုက်ပြီးအဲ့ချိန်မှာအာယုံပြုရမှာအရဟံကုံတော်အဲ့တော့ကျွန်တော်တို့ကဂုံတော်တပါးချင်းကိုအာယုံပြုသွားမယ်ပတိစိတ်ရင်းနဲ့နော်ပထမဆုံးအရဟံဂုံတော်မှာဆိုလို့ရှိရင်အရဟံအရဟံအရဟံဆိုပြီးတော့၃မျိုးရှိတဲ့အထက်မှာအာယုံပြုရလွယ်အောင် ရဟန်ဂုဏ်တော်ကိုပဲအာရုံပြုကြည့်ပါအောင်နော်အရဟန်လူနတ်မြတ်မှာတတ္တဝါပေါင်းတို့ဤပူဇော်ထုကိုခံယူတော်မူတတ်ပြီးတော့မြတ်စွာဘုရားဆိုတာအရဟန်ကြတော့စိတ်ွယ်ရရ၌ပြီးမကောင်းမှုကိုပြုလုပ်တော်မူတော်မြတ်စွာဘုရားအရဟန်ကိလေသာဤအထောက်ပံ့ပေါ့နော်ကိလေသာညှဉ်းပန်းတွေအားလုံးကိုကုန်စင်အောင်ပယ်တတ်ပြီးတဲ့မြတ်စွာဘုရားပေါ့နော်ဒါကျွန်တော်ဒီမှာကြည်နေတဲ့အထက်မှာနားမလဲတဲ့ခလေးတွေပါလာမှာဆိုလို့ကုသိုလ်ကုသိုလ်စိတ်ဖြစ်အောင်ကျွန်တော် ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူလေးပဲပြောပြသွားပါမယ်เนาะဒါစာရက်ပေတဲ့ပုံကူနဲ့မဆိုင်ပါဘူးเนาะဒီဒီပရိစိတ်ကြီးလေးကပရိစိတ်ကြီးကတော့ဆိုင်တယ်ဒါပေမဲ့အတိတ်ပဲရှင်းပြချက်တွေကတော့မဆိုင်ဘူးပေါ့เนาะခလေးတွေနားလည်အောင်ကျွန်တော်လွယ်လွယ်လေးပဲပြောပြသွားမှာပေါ့เนาะဟုတ်ပြီအဲ့တော့ခုနအရဟံအရဟံအရဟံသုံးခုစလုံးအာယုံမပြုတ်နိုင်တော့မှအရဟံဂုဏ်တော်ကိုပဲအာယုံပြုပါ အဲ့တော့ ETP တော်ဘုကဝါအရဟံတမ္မတံဗုဒ္ဓောဝိဇ္ဇာသနတမ္မနောဒုက္ကတောလောကဝိတုအဲ့ဒီအချိန်မှာလူနဲ့ပြမတတ္တဝါပေါင်းတို့ဤပူဇော်သူကိုခံရောမူတိုက်ပြီးတော့မြတ်စွာဘုရားဆိုတော့ကိုယ့်ရဲ့အတွေးရခေါင်းထဲရအတွေးရအဲ့ဒါကိုသွားနေမယ်ပေါ့နော်အဲ့တော့ကိုကြည်ညိုတဲ့မြတ်စွာဘုရားရှင်ရုပ်ပွားတော်ဤပဲတဆူဆူကိုပုံဖော်တာဖြစ်ဖြစ် သို့မဟုတ်ကောင်းကင်မှာတည်နေမဲ့မြတ်စွာဘုရားရှင်ရုပ်ပွားတော်ဘဝပုံဖော်တာဖြစ်ဖြစ်ကိုယ်စိတ်တွေအဲ့ဒါကိုမှန်းပြီးတော့ကြည်ညိုနေမှာပေါ့နော်အရဟံဂုဏ်တော်ကိုအာယုံပြုပြီးတော့ဟုတ်ပြီအရဟံဂုဏ်တော်ကိုအာယုံပြုလို့နောက်အခုတစ်ခေါက်တစ်လုံးစိတ်ပြီးပါပြီနောက်တစ်လုံးစိတ်တဲ့အချိန်မှာအာယုံကတိတ်ပြီးတော့မမိသေးဘူးဆိုအရဟံဂုဏ်တော်ကိုပဲအာယုံပြုပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကပတိလုံး၁၈လုံးစိတ်ရအောင်မှာအာယုံပြုရမယ်ဂုဏ်တော်ကဂုဏ်တော်၉ပါးပဲရှိတာပေါ့အဲ့တော့ကျွန်တော်တို့ကအချိန်ရတယ်ပေါ့နော်ပြောချင်တာ ချိန်ရတယ်အဲ့တော့အရဟံဂုံတော်ပြီးလို့ရှင်အရဟံဂုံတော်အခုတလုံးစိတ်တယ်မတီသေးဘူးအာယုံဖော်လို့မရအောင်ဆိုနောက်ထပ်တလုံးမှာအရဟံမဖော်เนาะအရဟံမဖော်အရဟံအရဟံအရဟံသုံးခုစလုံးကိုအတိတ်ပဲဖော်နိုင်တဲ့သူတွေကြောက်လဲပိုကောင်းတာပေါ့เนาะဟုတ်ပြီအရဟံပြီးသွားပြီတမ္မာတမ္ပုတ်တော်မြတ်စွာဘုရားဥကောင်းတော်နေရာကိုအာယုံပြုပြီးတော့မြတ်စွာဘုရားမှာတပ်ပြီးမြူတာရွှေညံဆိုတာရှိတယ်နေเนาะ တစ္ဆာလေးပါးတရားကိုဆရာမရှိဘဲနဲ့ကိုမိမိရဲ့ဉာဏ်နဲ့ထိုးထွင်းပြီးသိမြင်တဲ့ဉာဏ်ဆိုတာနဲတာမဟုတ်လीเนาะတစ္ဆာလေးပါးတရားဆိုတာကြီးကျွန်တော်တို့အခုအထင်ရှားကြီးရှိနေတာတော့မှကျွန်တော်တို့တွေလူသားတွေကအကုန်လုံးတိုင်ပတ်နေကြတော့မယ်လေအဲ့တော့မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးကိုပိုင်ဉာဏ်နဲ့ဆရာမရှိဘဲထိုးထွင်းသိမြင်တဲ့ဉာဏ်ဆိုတော့အဲ့ဉာဏ်ကြီးကိုဩမြတ်စွာဘုရားရွှေဉာဏ်တော်ကြီးကအမတန်မှအံဩလောက်ပါလားဆိုပြီးတော့ နားမလဲတဲ့ကလေးတွေကတစ္ဆာလေးပါးတွေပဲခဏထားလိုက်အောင်နိဗ္ဗာန်ရောက်ချောင်းတရားနိဗ္ဗာန်ဆိုတာတော့သိကြရတယ်เนาะနိဗ္ဗာန်ရောက်ချောင်းတရားကိုကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့ထိုးထွင်းသိမြင်တဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပါလားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတပ်ပြီးညူတာရွှေဉဏ်ကြီးอ่ะကြည်ညိုဖို့ကောင်းလာပါလားဆိုပြီးတော့အဲ့လိုမျိုးနဲ့ရုပ်စုပူဇော်ပြီးအာယုံပြုမယ်ကိုယ့်ရဲ့အတွေးအာယုံကအဲ့ဘက်ကိုသွားနေမှာเนาะ ပတိယဒီကနေပဲပုံမှန်ပဲစိတ်နေမယ်အတွေ့ရကြတော့ဟိုမှာတွေးနေမှာအဲ့တော့ဘာဖြစ်မလဲဆိုတော့မလိုလားအပ်တဲ့စိတ်ပြန့်လွင့်မှုပါမဖြစ်တော့ဘူးပေါ့နော်စိတ်ပြန့်လွင့်မှုတွေရန်နေသွားမယ်အဲ့လိုနေသွားခြင်းအပြင်ဘာဖြစ်လာမလဲဆိုတော့တမာတိဖြစ်လာမယ်အဲ့တော့တိတ်တိမဟိတိလိုင်းဝင်ပဲဖြစ်ဖြစ်သို့မဟုတ်တမာတိဖြစ်ပြီးတော့အဲ့လိုမျိုးအကြာမြင်ရခြင်းတဲ့သူပဲဖြစ်ဖြစ်အဲ့လိုမျိုးအာယုံပြပြီးစိတ်လို့ရှိရင်သူကမြင်မြန်ဆန်ဆန်လေးနဲ့ခီးရောက်မှာပေါ့ ဝိဇ္ဇာသရဏတမန်တော်ဝိဇ္ဇာသရဏတမန်တော်မှာကြတော့ဉာဏ်နုသုံးပါဉာဏ်နု၈ပါသရဏ၁၅ပါဆိုတာပါလာပြီအဲ့တော့ကျွန်တော်တို့ကဉာဏ်နုသုံးပါဉာဏ်နု၈ပါဆိုတာမှာဉာဏ်နုသုံးပါဝယ်အရင်ယူလိုက်အောင်ကျန်တာတွေခဏထားလိုက်အောင်သရဏ၁၅ပါအထိသွားပြီးတော့အာယုံမပြုတ်လိုက်နဲ့အောင်နောက်ကျရင်တော့ပြုတ်မှာပေါ့နော်သရဏ၁၅ပါမှာကြတော့ထားပါတော့ဟိုနောက်ဆုံးမှာဆိုလို့ရှိရင်ဒါပထမဇန်ဒုတိယဇန်တတိယဇန်ဒီလိုမျိုးတွေပါလာတဲ့အခါကျတော့လေနားမလဲတဲ့ကလေးဒီထဲမှာပါလာလို့ရှိရင် တွေးတွေရှုပ်ကုန်မယ်လေနော်ဒီဇန်တွေကဘာလဲဆိုတာမသိလို့ရှိရင်ဒီတရားဓမ္မကိုနာကြားထားခြင်းမရှိတဲ့စာပေလေ့လာခြင်းအားနည်းနေလို့ရှိရင်ဒါတွေမသိမှဆိုလို့ကျွန်တော်ကတိတ်နားမလဲတဲ့ခလေးတွေကုသိုလ်စိတ်ဖြစ်အောင်လုပ်ချင်လောက်ကျွန်တော်နှိုးစော်တဲ့ဒီဗီဒီယိုလေးကအဲ့လိုဗီဒီယိုမျိုးလေးပေါ့နော်အဲ့တော့ခလေးတွေကဒါတွေတမီတွေညီညီညီမတွေကဘာကိုအာရုံပြုရမလဲဆိုတော့ ဝိဇ္ဇာသုံးပါးမှာပုတိအားဆိုတာရှိတယ်။ဝိဇ္ဇာသုံးပါးမှာပုပ္ပိနိဝါဒဉာဏ်ဒိဗ္ဗစကုဉာဏ်အာတဝခေယဉာဏ်ဆိုတာပုပ္ပိနိဝါဒဉာဏ်ဆိုတာမြတ်စွာဘုရားအခုဖျားဖြစ်တဲ့ဘဝနေစပြီးတော့ဟိုးသူဖြစ်ခဲ့တဲ့ဘဝအစဉ်လိုက်ကိုပြန်ပြီးတော့မြင်နိုင်တဲ့ဉာဏ်ပေါ့နော်။အစဉ်လိုက်ကိုပြန်မြင်ရတာအခုဖျားဖြစ်တဲ့ဘဝကဥပမာထားပါတော့လေးတင်ချင်တဲ့ကဘာတသိမ်းမှာပြဖြစ်ပြီးတော့ဒီဘဝဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဘဝရဲ့နောက်ကနေပြီးဟိုးအစင်တိုင်းအစင်တိုင်းကိုသူပြန်မြင်နိုင်တယ်ပေါ့နော် ဟုတ်ပြီဒါအတူချုပ်နေပဲသွားလိုက်မယ်နော်အဲ့ဒါကပုတ်ပေနိဝါဒညာပုပုတိအားလူတွေကြားဘူးကြတယ်နော် ပုဒိယဒိဗ္ဗစကုဒိဗ္ဗစကုဆိုတာနတ်တို့ဤမျက်စိကဲ့သို့သူကအတားဆီးပိတ်ပင်မရှိမြင်နိုင်တဲ့ဉာဏ်နဲ့မြင်နိုင်တဲ့ဉာဏ်ဆိုတာတကယ်လဲမျက်စိကမြင်ရတယ်ပေါ့နော်ဉာဏ်မျက်လုံးနဲ့တခုတော့ရှိတာပေါ့နော်စัจ java လားတတိုင်းဘက်ကိုသွားကြည့်မယ်ဆိုလို့ရှိရင်လူဟာတော့လူပုဂ္ဂိုလ်ကတော့ရောက်သွားတာမဟုတ်ဘူးပေါ့ဒါပေမဲ့ ဒီကဒိဗာစကုညံနဲ့လှမ်းပြီးတော့ကြိလိုက်တဲ့အခါမှာတားစီပိတ်ပင်မရှိမြင်ရတယ်ပေါ့နော်ဒိဗာစကုညံအဲ့တော့အဲ့ဒါဒီအာကြတော့အာတဝဲခရညံဒီအာတဝတရားတွေကောကုံညောင်း၄ပါးဆိုတာဒီအာတဝတရား၄ပါးရှိတယ်လीနော်အဲ့ဒါအဲ့ဒါခဏထားလိုက်အောင်အဲ့ဒါကိုအလွယ်တကူနဲ့ဆိုလို့ရှိရင်နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုသိမြင်နိုင်တဲ့ညံနော်အာတဝဲခရညံအဲ့တော့ကျွန်တော်တို့မက်ဖို့ညံပေါ့နော် အဉ္ဉဏ်ရှိတဲ့မြတ်စွာဘုရားပေါ့အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ပုတ္တိအာဂုံတော်ကြီးဒါဉာဏ်တော်တွေကိုကိုယ်ကမှန်းပြီးတော့မြတ်စွာဘုရားအလိုမျိုးဖုံးတော်ကိုရှိတယ်အလိုမျိုးဆွမ်းဆောင်မှုတွေရှိတယ်ဆိုတော့ပုတ္တိအာဂုံတော်တွေနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားဆိုပြီးတော့အလိုမျိုးပူဇော်ဖို့เนาะအဲ့ဒါကဝိဇ္ဇာဆန္ဒတမန်တော်เนาะဒါအတူချုပ်လေးပေါ့ဉာဏ်နုရှိပါဆန္ဒ15ပါးတွေအဲ့ဒါတွေကိုမတော်နိုင်အောင်เนาะ ဒီလောလောဆယ်ကိုစိတ်ထဲမှာတမာတိဖြစ်အောင်ကုသိုလ်ဖြစ်အောင်အလွယ်လေးသွားတဲ့ပုံစံပေါ့နော်အဲ့ဒါလေးပဲကျွန်တော်ပြောပြတာပါသူကတော့ဟုတ်မှန်သောစကားကောင်းမှသာဆိုတော်မူတတ်ပြီးတော့မြတ်စွာဘုရားဆိုတော့အဲ့ချိန်မှာပရိစိတ်နေချိန်မှာမြတ်စွာဘုရားနှုတ်ကနေပြီးတော့ဟုတ်မှန်တဲ့စကားတွေကိုတရားပြည့်တတ်တွေကိုပေါ့နော်တာဝကတွေကိုခမည်းသားသမီးတွေကိုဟောပြောညွှန်ပြနေတဲ့ပုံစံမျိုးမျက်စိနဲ့မြင်ကြည့်ပေါ့နော် ိုက်နီးသူပဲကိုနဲ့လည်းနှိုင်းရှင်ပေါ့ငါရဲ့နှုတ်ကရောဟုတ်မှန်တဲ့စကားတွေပြောလာအဲကျွန်တော်ဆိုလို့ရှိရင်တော့ဝစီကံတီလာ၄ပါးကိုစောင့်ထိနေတဲ့အတွက်ကြောင့်မို့ဒါမို့ကနီးစက်တယ်ပေါ့နော်အဲ့တော့ဟုတ်မှန်တဲ့စကားကောင်းသူကဟုတ်တော့ဟုတ်မှန်ပဲဒါမဲ့တုံတိုးဥပေါင်းကြီးအဲ့လိုမျိုးလူများနားမခံတအောင်ပြောတာမဟုတ်ဘူးဟုတ်မှန်တော့စကားကောင်းကဒါဟုတ်လည်းဟုတ်မှန်ပဲစကားကလည်းအဆင်ပြေရမယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့အဲ့ဒါသူကတော်ကားငယ်နော်ကျွန်တော်ပြောတာအတိုင်းကာကြီးမို့သူကတော်မို့သူကတော်လောကဝီလူ လောကီအကြောင်းအရာတို့ကိုကိုယ်စံအောင်သိမြင်တော်မူသောမြတ်စွာဘုရားဆိုတာလောကမှာလောက၃ပါးရှိတယ်တတ္တလောကဩဃာတလောကသင်္ခါရလောကဒီလောက၃ပါးရှိတယ်အဲ့ဒါတွေကိုခဏထားလိုက်အောင်အဲ့တော့ကိုယ်ဒီလောကအကြောင်းပဲဒီလောကမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေအကုန်လုံးမြတ်စွာဘုရားမသိတာတခုမှမရှိဘူးမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဒီဟောကြားခဲ့တဲ့တုတ်တန်တခုမှဆိုလို့ရှိရင်မြတ်စွာဘုရားယဟန်တော်တွေကိုမေးတယ်ရွက်တွေအများကြီးကျွေနေတဲ့အချိန်မှာ ူ့ရဲ့လက်ဝါးတွေကိုရွက်လေးကောက်လိုက်ပြီးသူ့လက်ဝါးလေးထဲမှာဒီတိရွက်လေးကိုတင်ပြပြီးတော့ယဟန်တို့တဲ့ငါလက်ထဲမှာရှိတယ်ခုဒီတိရွက်နဲ့တဲ့တောထဲမှာရှိတဲ့တိရွက်တွေနဲ့ဘယ်ဟာကပုံများလဲဆိုတော့ယဟန်နေရဖြေတာပေါ့တောထဲမှာရှိတဲ့ဒီပင်တိရွက်တွေကနှိုင်းစားလို့မရအောင်များပါတယ်ပေါ့အေးအဲ့လိုပဲတဲ့ငါအခုလောကရဲ့အကြောင်းငါသိတာတွေ啊တဲ့အဲ့တောထဲကတိရွက်တွေလိုပဲပေါ့နော်အများကြီးတည်တယ်တဲ့ငါသိတဲ့လောက်သားဒီလို မပြောတာပဲရှိတာပေါ့เนาะအခုတည်တဲ့လောက်ကိုဒါထိုက်တဲ့လောက်လူတွေတည်တင်တည်ကြိုက်တဲ့လောက်ကိုပဲဟောပြောပြတာနေတာပေါ့เนาะအဲ့ဒါလေးကဒါသုတ်တန်တရားတွေမှာဒါရှိပါတယ်လောကရဲ့အကြောင်းကိုကုံစင်အောင်သိမြင်တော်မူသောမြတ်စွာဘုရားဆိုတော့မြတ်စွာဘုရားမသိတာဘာမှမရှိဘူးသိပ္ပဝိဇ္ဇသိပ္ပံဝိဇ္ဇအကုန်သိတယ်เนาะအခုမြတ်စွာဘုရားလုံးခဲ့တဲ့နှစ်2500ကျော်လောက်ကတိခဲ့တဲ့ဟာတွေကိုခရတိသိပ္ပံပညာရှင်တွေလိုက်မမီသေးဘူးလေအခုမှ ဟိုဟာလေးကမှန်တယ်ဖြစ်တုံတရားလေးကမှန်တယ်ဖြစ်တုံနေနော်အနုတ္တရောပုရိတာဓမ္မတာရတိအဲ့တော့ဆုံးမတိုက်တော့ပုံကိုယ်လို့တဲ့ရင်ကြီးလေမအောင်ပြည့်ပြင်ဆုံးမရနိုင်အတုမရှိဖြစ်တော်မူသောမြတ်စွာဘုရားဆိုတော့အဲ့တော့လူစိုးလူမိုက်တွေကိုဘယ်သူမှဆုံးမလို့မရတဲ့သူတွေကိုမြတ်စွာဘုရားဆုံးမလို့ရှိရင်ဒါသူတို့တွေကလိမ္မာကြရတယ်ပေါ့နော်ရှုစိုးကြွတန်းဝင်ကြရတယ်မြတ်စွာဘုရားကတတ္တဝါတွေကိုဆုံးမတဲ့နေရာမှာအတုမရှိတော်မူတဲ့မြတ်စွာဘုရားဆိုတာ မြတ်စွာဘုရားလောက်ဘယ်သူမှမဆုံးမနိုင်ဘူးပေါ့နော်အဲ့ဒါလေးကိုအာရုံပြုပါတထာတိဝမနုဿနံတထာတိဝမနုဿနံကြတော့လူနဲ့မြန်မာပုဂ္ဂိုလ်တတ္တဝါပေါင်းတို့ရဲ့ဆရာတစုဖြစ်မယ်အရဟံကြတော့လူနဲ့မြန်မာတတ္တဝါပေါင်းတို့ရဲ့ပူဇော်ထုကိုခံယူတော်မူတတ်ပြီတော့မြတ်စွာဘုရားဟောပူဇော်ထုဒါကြတော့ဆရာတစုဖြစ်မယ်မြတ်စွာဘုရားရဲ့ဆရာကြတဲ့သူလောကမှာဘယ်သူမှမရှိဘူးအဲ့လိုမျိုးပေါ့နော်အဲ့တော့လူနဲ့မြန်မာတွေကတခါတည်းကောင်းငင်မှာ တမလင်ခွေဖွဲ့ပြီးတော့တီးပြီးတော့သံတမန်ဘက်ဝင်စားနေတယ်မြတ်စွာဘုရားရှင်ပုံတော်ကိုအာယုံပြုပြီးတော့အောက်ကနေပြီးတော့လူတွေကရှခုနေကြမယ်လီထဲမှာနတ်တွေကရှက်ပြီးတော့မြတ်စွာဘုရားရှင် ကိုရောမြတ်ကြီးလှုပ်ချီမှုပြီးတော့ရှခုနေကြမယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်ဆရာတစုဖြစ်တော်မူသောမြတ်စွာဘုရားဆိုပြီးတော့အဲ့လိုမျိုးလေးအာယုံပြုကြည့်ပါဒါတမာတိလည်းဖြစ်စေတယ်ကြီးညိုစိတ်လည်းဖြစ်စေတယ်ကျွန်တော်တို့ concept မိသွားလို့ရှင်ပေါ့เนาะအင်္ဂလိပ်လိုတော့ synchronize ဖြစ်တယ်ခေါ်တာပေါ့เนาะ မြန်မာလူဆိုဘယ်လိုပြောရမလဲတထက်ထဲတထက်ထဲကြာပါလို့ရှိရင်ကိုကြည်ညိုတဲ့စိတ်ကိုပုံဖော်လိုက်တဲ့အရာ ကိုကြည်ညိုတဲ့စိတ်ကိုရဲ့တရားတရားဒါတွေကကြည်ညိုတဲ့တရားစိတ်ပေါ့နော်ဒါတွေကတထက်ထဲကြာပါလို့ရှိရင်စက်သိမ်းမွေးညင်းနေထားပြီးတော့တစ်ခါလေးကြာလို့ရှိရင်ကျွန်တော်ဆိုမျက်ရည်တောင်လေးတာပဲရှိပါတယ်အဲ့လိုမျိုးပေါ့နော်